ဘယ်လိုတွေ့ရလဲငင်းလုံးတော့ပထမတစ်ချက်ရမ်းပြီးတော့လှုပ်လိုက်တယ်လှုပ်ပြီးတဲ့အချိန်မှာနောက်တစ်ခါကျတော့သူကငင်းခုန်တယ်လို့ခုန်ရမ်းချတယ်လို့ဖြစ်တော့သူရဲ့အကုန်ဖတ်တယ်ဖတ်လိုက်တဲ့အချိန်မှာလူလွတ်တယ်ပဲအကုန်လုံးထွက်ကြတာထွက်ပြီးတဲ့အချိန်မှာငါးမိနစ်လောက်နေတဲ့အချိန်မှာလူယူချသွားတာဟုတ်ကဲ့ဆောက်ဖို့လူကြတော့ဒီထဲမှာပြီးတဲ့လူတွေဘာတွေရောအခုလက်ရှိကတော့အဲ့ဒီဒုံမာဆိုတဲ့အမျိုးသမီးတယောက်ပဲကျွန်တော်တို့လည်းပြီးတာဂျန်နဲ့လူကတော့အတီးပြီးမှတော့ဒီပြောက်ကတော့ကိုရင်ကိုဟာနေနေဆိုတော့အတီးပြောက်ကတော့မကြောက် ဟုတ်ကဲ့အဲ့မှာဟို तू ကကျွန်တော်တို့နောက်ကနေဝင်ကြည့်တယ်ကျွန်တော်ဆိုင်ကယ်ပေါ်မှာခွာရည်ပြီးတော့ဆိုင်ကယ်ထုတ်နေတဲ့အနေထားထင်တယ်ထုတ်တန်းပြီလားလို့ပြောတယ်ကျွန်မလည်းမြင်တော့မမြင်အောင်သူများတွေအဲ့နောက်ကနေပြီးအပေါက်ကနေပြီးတော့ဆိုင်ကယ်ထုတ်ကြတယ်ပေါ့မှပြီးတော့ဆွေးကြတယ်ပေါ့ကိုဆိုင်ကယ်ကိုကိုတိုက်ကရှေ့ကိုငှိုက်သွားတာဆိုတော့လေဟုတ်အကုန်လုံးကတော့အခုတော့ခိုးတဲ့လူလည်းခိုးပေါ့ပစ္စည်းကပြက်စီးနေအခုကလက်ရှိမြင်နေတဲ့အတိုင်းပဲတိုက်ကလည်းတော်တော်ကိုပြက်စီးတာဘာမှကိုယူမရအောင်ပြက်စီးတာအဆောင်ကအလုံးပေါ်ဘယ်နှဆောင်ပြူပါလဲ ခုမြင်ရတာအခုလက်ရှိရဒီရာကတစ်ထက်ကို32ခန်းရှိတယ်ဟုတ်သူကလေးတက်အောက်ဆုံးမှာမြင်းကြီးတက်မှာကဟိုဘာလောက်ရှိတယ်အခု10ခန်းခန်း20မြို့ဘာလောက်ရှိတယ်အောက်ဆုံးတက်အခုပြိုတဲ့ခဲမှာမြုပ်တဲ့ခဲမှာလက်ရှိအိမ်မှာဒါတော့ဟိုဘက်မှာဟိုဘက်ထိတ်ပြီးပဲထိတ်တာဒါရင်းနိုင်ပြီပေါ့အလဲမှာပဲအခန်းရှိတာအလဲမှာအလဲမှာ10ခန်းဒီဘက်နဲ့ထောက်တာအခန်း20ကျော်လောက်တော့ရှိနေပြီအောက်ဆုံးထက်ပြိုတယ်ထဲရလေအခန်း20လောက်ရှိနေအခန်း20လောက်ကိုမှသူက ဟိုဘက်ထိပ်မှာစိုင်ကယ်စတန်ပါရင်နာကြီးမင်္ဂလာဆောင်နာကြီးပေါ့ဒီဘက်ထိပ်မှာအဲ့လိုမျိုးနာကြီးစိုင်ကယ်နာကြီးထားတဲ့ခါပေါ့အဲ့လိုမျိုးခွဲခြားထားတာအဲ့တော့အလေကဘယ်လိုပြောမလဲဆိုခုကဒါသုံးကိုကိုလိုမြင်မှာဆိုတာသုံးတိုက်ပေါ့အလေတိုက်ကြည့်ရမှာပြည့်ဘူးအလေတိုက်ကအောက်ထပ်မှာကဘူးနေဆန်းတယ်ဆိုတော့ငါးတဲ့အပြည့်ဒီဘက်ထိပ်နဲ့ဟိုဘက်ထိပ်ကဟာကြတော့အောက်ဆုံးမှာတစ်ချက်ကပြူသွားတာအဲ့အောက်ထပ်မှာပြူတဲ့ထဲမှာမှာဟိုဘက်၅ခန်းဒီဘက်၅ခန်းလောက်ဆိုရှိတယ်ပေါ့အဲ့မှာစိုင်ကယ်တွေစက်ပစ္စည်းတွေပေါ့အဲ့မှာတော့လူတော့နေတယ်လက်ရှိကတော့ ြားနာတော့အတိပြောက်ကတော့မမြင်ဘူးပေါ့ဘုဒ္ဓနေနေရှိတယ်လို့တော့ပြောတယ်အဲ့ဒီမျိုးသမီးကတခြားတိုက်မှာနေတာဒါပေမဲ့ဆိုင်ကယ်အိုက်အောင်မှာထားတယ်ဟုတ်တော့ဦးမကျော်ကဟုတ်ကဲ့ဟုတ်ကဲ့တက်ဘလောက်လောက်ရှိလဲ50နှစ်နှစ်မျိုးဟုတ်အဲ့လောက်ရှိတယ်ဟုတ်ဟုတ်ဟုတ်ခုဒီကဒီအမားတို့ဒီတိုက်ခန်းနေကြတော့ဘောဘကဘာပြောဘလို့ညွန်ကြထားလဲလုံးဝတော့ညွန်ကြအောင်လုံးစုံကြီးတောင်မပြီးထားအောင်မမမပြီးလို့လဲတအားတွေဖူးကြတယ်အခုလဲမနက်ကလဲတခုလေးအောင်မိသွားတယ်ဟုတ်အပဝင်းကြီးကဖမ်းရတာပေါ့ ဟုတ်တယ်မျက်မြင်ကနေပြီးတော့ဟိုစက်တက်ကိုသွားပြောပြီးတော့အဲ့လိုလိုက်ဆန်းပေးတာပေါ့ဟုတ်အဲ့လိုကတော့လုံခြုံရေးဘာတစ်ခုမှအခုမြင်တဲ့အတိုင်းအကိုတို့မြင်တဲ့အတိုင်းပဲဟိုဥသူတဲ့တွေ့တဲ့သူတဲ့တွေ့တဲ့သူဒီအဲ့လိုဖြစ်နေတာပစ္စည်းကတော့မြင်တဲ့အတိုင်းပဲအခုကအခန်းတိုင်းမှာ ရိုက်ဖွင့်ရိုက်ယူအခုကလူကလည်းကိုယ်တပ်ဖေးနေကိုဆိုတော့ဘူးမှလည်းမစောင့်ကြည့်နိုင်ဘူးလေအခုကလက်ရှိကပြိုထားတာအခုကအားလုံးကပျက်စီးမှုပဲအဖင်ထောင်သွားတဲ့အတွက်ကတော့ခုပစ္စည်းကိုပစ္စည်းကိုကိုထုတ်မဲ့အရေးကိုအ ਨੇ ဆုံး တိမ့်ချီပေးပြီးတော့၃၅သိန်းပေးပြီးတော့ထုတ်နေရတာအခုကျွန်တော်တို့လည်းရှိပဲအခုလက်ရှိဒီတဲ့အိမ်ထဲကိုထုတ်တာပထမတစ်ချီ2သိန်းခွဲအခု3သိန်း5သိန်းခွဲတခြားဘာကြီးရမပါဘူးပေါ့နော်ကိုပစ္စည်းယာရေးအတွက်ကိုနောက်တဲ့အိမ်လက်ကိုပစ္စည်းကိုခံပေါ့အဲလုံခြုံရေးတို့တခြားကယ်ဆယ်ရေးတို့ဘာတစ်ခုမှမလာဘူးဘာတစ်ခုမှလုပ်ပေးခြင်းမရှိဘူးဟုတ်ဟုတ်အခုဒီဒီလူသေးလောင်းကြီးကိုမဖော်နိုင်တော့ပန်ဝင်းကြီးကဘလို့မှကိုမနေနိုင်တော့ဘူးဒီအဲ့တော့အဲ့ဟာအတွက်ကိုမပြောကြဘူးလား ကဲစင်းရလာတော့ကြည်တယ်တဲ့ဒါမဲ့ဒီတိုင်းပဲပြန်သွားတယ်အခုလက်ရှိအကိုတို့မြင်တဲ့အတိုင်းပဲအခုမိုးလင်းတာနဲ့ဟိုတံပစ္စည်းဆိုတံပစ္စည်းယူရဲလို့အခုဆိုအိမ်နေမှာအပေါက်တွေကိုလော့တွေကိုဖွင့်တယ်တန်တကားတွေကိုဖြတ်တယ်ဖြတ်ပြီးတော့အကုန်လုံးယူသွားကြတာယူသွားကြတော့အခုမနက်ကလည်းအလိုပဲနေ့တိုင်းပဲညဆိုလဲတခုနေ့ဆိုလဲဟိုအခုကယူထုတ်ပြီးတော့ယူခြင်းနဲ့လူယူဟိုကိုပစ္စည်းကိုအခန်းပိတ်လဲလော့တွေဖွင့်တာဘာမှလာလုပ်ပေးခြင်းတော့မရှိဘူး အခုနေတော့ကြဘယ်လိုနေကြလဲမလားမလို့နေကြအောင်လက်ရှိအသင်ပြေတဲ့ဆရာပါရာကြီးတွင်မှာပေါ့အဲ့လိုမျိုးအဆောက်အဦအောက်မှာဒီတိုင်းနဲ့နေပေါ့ဟုတ်ကဲ့